ဒီနေ့တော့ကဘာကဘာအသိမှတ်ပြခဲ့တဲ့ညမပထမဆုံးသိပ္ပံပညာရှင်ကြောင့်တင်ဆက်ပေးကြပါရစေ။အစီအစဉ်မစားခင်တမောင်း channel ကို subscribe လုပ်ပေးသားကြပါအောင်နော်။ပြီပြီဆိုရင်တော့ video လေးစလိုက်ရအောင်။လုံခဲ့တဲ့ပေါင်200ကျော်ကကုံးမောင်ခေရဲ့မမျိုးမင်းနဲ့တပားလို့ပြောရင်အာသင်ကြမယ်ထင်ပါတယ်။သူကတော့ဘိုးတော်ဖေရပထုံမင်းရဲ့သားတော်မတ်ခရမင်းသားကြီးဖြစ်ပါတယ်။ မခရမင်းသားကြီးဟာမင်းစင်ကလေးကသူ့ချာပါတာယောဂရှိခဲ့သူပါ။ဒါကြောင့်တခြားမင်းသားတွေလိုနန်းထွေးရေးကိုစိတ်ဝင်စားခဲ့ပါဦး။နိုင်ငံနဲ့လူမျိုးအတွက်နှလုံးရည်နဲ့အလုပ်ကြီးပြုဖို့ပညာရေးနယ်ပယ်မှာပဲသူ့ဘဝကိုမြှောက်နှံခဲ့သူပါ။သူဟာစေချံ၊ဓာတ်ချံ၊ဗေဒင်ချံ၊ပါဠိတက္ကရဘာသာရဲ့ကျမ်းမာ234ကျမ်းစာကိုစုဆောင်းပြီးမြန်မာဘာသာပြန်ဆိုခဲ့ပါရယ်။နောက်ပိုင်းအနောက်တိုင်းသားတွေနန်းထွေးကိုဝင်ထွက်လာတဲ့အခါသူတို့နဲ့တွေ့ဆုံဆွေးနွေးအင်္ဂလိပ်စာကိုသင်ယူခဲ့ပါရယ်။အဲကနေတစဉ်သိပ္ပံပညာကိုစိတ်ဝင်စားလာခဲ့ရပါ။ ထူးသဖြင့်တင်ချပါတရက်ကိုအယံဝါသနာပါရယ်အခက်ကမြမာရီဟာအနောက်တိုင်းဝိဇာတိပံပညာရက်တွေကိုအတက်မြောက်ကြသေးပါဦးခင်မီသေးပါဦးဒါကြောင့်မင်းသားကြီးဟာမြမာရီခင်မီလာအောင်အမြင်ကျဲလာအောင်ရှေ့ရှုပြီးအစွမ်းကုန်ကြိုးပမ်းမှုစိတ်ပိုင်းချက်ခံတူပါရယ်အဲနောက်သူဟာအင်္ဂလိပ်ကုံတဲ့ချားလင်းစီကနေ Race Encyclopedia လို့ခေါ်တဲ့စွဲစုံကျမ်းကြီးကိုဝေယူရရှိခဲ့ပါရယ် ီကျန်းကြီးကိုထူးထူးလေးလေ့လာဆီးပူခဲ့ပါတယ်ဒီကျန်းကြီးဟာအနောက်တိုင်းခေတ်သစ်အတက်ပညာစာပေဘူးကျတော်တွေကိုအေကောင်းနေဆက်တိစူပေါင်းပြည့်စုံထားတဲ့ကျန်းကြီးဖြစ်ပါတယ်မင်းသားကြီးဟာဒီကျန်းကြီးရဲ့အကျိုးကျေးဇူးတွေကိုသိမြင်လာတဲ့အခါမြန်မာပြည်ခင်းတဲ့ရမောင်တန်းနိုင်စီဖို့ဒီကျန်းကြီးတွေအကြောင်းအရာတွေကိုမြန်မာပြည်သိစေချင်တဲ့စေတနာနဲ့ချောင်းလင်းရဲ့အကူအညီယူပြီးဘာသာပြန်ဖို့စတင်ခဲ့ပါတယ်ဒါပေမဲ့ဒီကျန်းကြီးကအုတ်ရီ45ဦးထိရှိရကြနှစ်ပေါင်းများစွာဘာသာပြန်မှပြီးစီမယ်စွာကိုတွက်ဆမိပါရယ် ဒါနဲ့သူဘာသာပြန်နေခြင်းမှာပဲမြန်မာအင်္ဂလိပ်စာလေးလာနိုင်အောင်အကြံထုတ်ခဲ့ဟန်တူပါရယ်။ဒါကြောင့်မင်းသားကြီးဟာသူ့ကိုစေကူတာပေးရဲ့ဒေါက်တာပရိုက်ရဲ့အကိုညီနဲ့ဒေါက်တာဂျက်ဆင်ပြုစုခဲ့တဲ့အင်္ဂလိပ်အပိတံကိုစတင်ဘာသာပြန်ခဲ့ပါရယ်။နောက်ပိုင်းဒေါက်တာပရိုက်ပြန်သွားတဲ့အခါချာလီနဲ့ပူးပေါင်းပြီးဘာသာပြန်မှုစူးစမ်းခဲ့ပါရယ်။နောက်ဆုံးမှာတော့ပထမဆုံးအင်္ဂလိပ်မြန်မာအပိတံဖြစ်တဲ့လိမ်မက်ခရာအပိတံဟာထွက်ပေါ်လာခဲ့ပါရယ်။မြန်မာနိုင်ငံကိုအခုမှရောက်ခဲ့တဲ့စာပေပညာရှင်မဟုတ်တဲ့အင်္ဂလိပ်ကုန်သည်တူနဲ့ အင်္ဂလိပ်စာနဲ့အဖေတောင်အခုမှမြင်ဘူးတဲ့မြန်မာမင်းသားတပါးတို့ဟာမူလပြုစုသူဒေါက်တာဂျက်ဆင်ကရှင်းနစ်ကြပြုစုခဲ့ရတဲ့အဖေတံကို၅နှစ်နဲ့ဘာသာပြန်နိုင်ခဲ့တာဟာအံ့ဩစရာပါပဲအဲ့ခေတ်အခါကအင်ဝနေပြည်တော်ကိုရောက်လာတဲ့အနောက်တိုင်းသားရဲ့အလေးစားဆုံးပုဂ္ဂိုလ်ဟာမခရမင်းသားကြီးဖြစ်တယ်ဆိုတာသူရဲ့မှတ်တမ်းတွေအားသိရပါတယ်မင်းသားကြီးရဲ့စာကြည့်ဆောင်မှာဆိုရင်အပူအေးတိုင်းနဲ့သမ်မိုမီတာနဲ့လက်ဖိအားတိုင်းနဲ့ဘာရိုမီတာတောင်ရှိပါတယ် မင်းသားကြီးဟာကမ္ဘာလုံးဟာလုံးနေဆိုတဲ့အယူအဆကိုလက်ခံသူလည်းဖြစ်ပါတယ်။ပရောဂရက်တန်တေချာကိုလည်းကောင်းကောင်းတက်မြောက်ပြီးအနောက်တိုင်းနက္ခတ္တဗေဒာနဲ့ပထဝီဝင်ကိုလည်းလေးလာလိုက်စားခဲ့ပါတယ်။နောက်ဆုံးကန်တော်ကုန်ကျင်အထိအနောက်တိုင်းခေတ်သေးသေးပညာရဲ့အများပြားကိုလေးလာလိုက်စားခဲ့သူပါ။ဒါအပြင်အဲဒီခေတ်အခါကအာရှတိုက်ကထိပ်တိုင်းပညာရှင်သူတေတီရီသားအသင်းဝင်ခွင့်ရတဲ့ဘင်္ဂလားအာရှဆိုင်ရာဝိဇာသိပ္ပံသူတေတနာအသင်းကြီးကဂုံတုဆောင်အသင်းသားသိပ္ပံပညာရှင်အဖြစ်ရွေးချယ်ခံခဲ့ရသူလည်းဖြစ်ပါတယ်။ မင်းသားကြီးဟာမင်းတို့မင်းနံပါတ်ခင်အသက်58နှစ်အရွယ်မှာတန်တော်ကုန်ခဲ့ပါတယ်။အသက်58နှစ်ဆိုတာအသက်ကြီးပြီလို့မဆိုနိုင်တာကြောင့်နှမျောစရာကောင်းလာပါတယ်။ကနာမင်းသားကြီးနဲ့လက်တွဲအလုံးမလုံးနိုင်ခဲ့တာကပိုပြီးနှမျောဖို့ကောင်းပါတယ်။သူပြုစုခဲ့တဲ့အဘိဓမ္မာဆောင်းဟာအခုထိမပြည့်စည်ပဲကြက်နေရနှုတ်ပဲရှိရလို့ဆိုပါတယ်။တောကအမေရိကန်ပြည်အောင်စုဝါရှင်တန် DC မြို့တော်ကွန်ဂရက်စာကြည့်တိုက်မှာရှိပြီးကြံတုတ်ကတော့မြန်မာနိုင်ငံရန်ကုန်မြို့မြို့သားစာကြည့်တိုက်မှာရှိရလို့သိရပါတယ်။မက္ကရာမင်းသားကြီး ခရစ်1961-1948မခရယာမင်းသားကြီးရဲ့အမည်ကိုအခုခါရပလက်အတန်နဲ့မခရယာလို့ခေါ်နေကြပါတယ်။ဒါပေမဲ့သူဆောင်နေတဲ့အဲ့ခင်မတန်းဒီမှာတော့မခရာလို့ရာကောင်ရှာလိုက်တန်နဲ့တွေ့ရပါတယ်။မခရယာမင်းသားဟာဘိုးတော်ဖရာဗဒုံမင်းရဲ့တတော်တပါးဖြစ်ပြီးအမည်ရင်းကမောင်ပြိုပါ။ဗာကြီးတော်မင်းရဲ့ဗာရီတော်တပါးလည်းဖြစ်ပါတယ်။မင်းသားကြီးဟာနေပြည်တော်ကိုလာရောက်နေထိုင်ကြတဲ့အစိုးရအရာရှိမဟုတ်တဲ့ညနေဖြူရီနဲ့အယောတဝင်းခေခေမင်းမင်းပေါင်းတင်ဆက်ဆက်ပါတယ်။ အနောက်တိုင်းဘူသူတော်တွေကိုသူတို့စီရမင်းမြန်စီဖို့ပါတယ်။ဗြိတိရှားကုန်တဲ့တူဖြစ်တဲ့ Rogers ကတော့အင်္ဂလိပ်စကားကိုမြန်သားကြီးကိုသင်ပေးပါတယ်။ Mr. Deng ကကျေးဇူးပြုလို့အိတရားပြေကလကတာမျိုးက Reese ရဲ့ဆွဲဆောင်ကျန်း55တွဲကိုဝယ်ယူဖတ်ရှုခွင့်ရခဲ့ပါတယ်။ပထမအင်္ဂလိပ်မြန်မာအဘိဓာန်ဆရာမခရမင်းသားကြီးဟာပညာအရာမှာထိုးကျွံ့ရုံသာမကတက္ကသမားဒီနဲ့လည်းပြည့်စုံဟန်တွေ့ပါတယ်။ခြေလက်မတန်ဆန်းခဲ့ပေမဲ့ဘဝကိုအရှုံးမပေးခဲ့ပါဘူး။ကဘာကြီးပြားရီလိုယုံကြည်ကြစေဖြစ်တဲ့အင်ဝါခက်မှာ မြန်မာလူမျိုးတွေခင်မီဝိဆာသိပ္ပံပညာရပ်ကိုတက်မြောက်မှငယ်ကျဲရန်ကိုတွန်းလှန်နိုင်မယ်လို့အမျှော်မြင်ကြီးစွာစင်စါတွေ့တော်တက်ခဲ့ပါတယ်။ဒီအတွင်းနဲ့အတူနေပြည်တော်ကိုလာရောက်သမျှနိုင်ငံသားတွေနဲ့တွေ့ဆုံဆွေးနွေးပြီးနေပြည်တော်အခြေစိုက်နိုင်ငံသားပမောက္ခတချို့ရဲ့အကူအညီနဲ့အဲ့ဒီဘာသာရပ်ဆိုင်ရာကြံအတော်များများကိုဘာသာပြန်ခဲ့ပါတယ်။မြန်သားကြီးပထမဆုံးထုတ်ဝေတဲ့အင်္ဂလိပ်မြန်မာအဘိဓာန်ရဲ့နေတန်းမှာအခုလိုရေးသားခဲ့ပါတယ်။အထူးထူးသောဘာသာညောင်းစွာသောလူမျိုးတို့တွင်အင်္ဂလိပ်လူမျိုးသည်ဟုတ်မှန်သော ထင်ရှားမျက်မှောက်တွေ့မြင်သောအတတ်ပညာကိုသာရှာဖွေနှိုင်းရှင်ပြီးလင်းရုံးစုမှတ်သားလေးရှိသည်ဖြစ်၍အင်္ဂလိပ်ဘာသာကိုနားလည်သိမြင်ခြင်းသည်ဘုဒ္ဓတာအရာ၌များစွာအကျိုးရှိသည်ဒါကြောင့်ဘုဒ္ဓတာကိုအလိုရှိကုန်သောမြန်မာလူမျိုးတို့အားအင်္ဂလိပ်ဘာသာကိုမြန်မာဘာသာအဖြစ်နားလည်သိမြင်စေခြင်းအကျိုးငါမခရမင်းသားကြီးမြန်မာ1153 1230မခရမင်းသားကြီးဟာဘာကြီးတော်ဖရာရဲ့ဦးလေးလေးဖြစ်ပါတယ်ရခမလည်းဖြစ်ပါတယ်ကုံမောင်ခေမင်းကြီးမင်းသားရဲ့တက်က ခင်မိပြီးညံအမြော်မြင်တဲ့ပြေဆောင်ကထူကြတဲ့ပုံကိုတို့ဖြစ်ကြောင်းဗာကြီးတော်ဖရာလက်ထက်အရှိအိန္ဒိယကုမ္ပဏီရဲ့ကိုယ်စားလှယ်ဖြစ်ရောက်ရှိလာတဲ့တက်တိန်နောင်တော်မေဂျာဖာနီမစ္စဘော်ရနီကမှတ်တမ်းတင်ခဲ့ပါတယ်။တဖန်ဗာကြီးတော်ဖရာလက်ထက်မှာရောက်ရှိလာတဲ့အမေရိကန်သက်သနာပြုဂျက်ဆန်ဆရာယုဒတန်ကလည်းမခရမင်းသားကြီးဟာဗုဒ္ဓအယူဝါဒကိုကောင်းကောင်းတမျှကျင့်ကျင့်တယ်လို့မှတ်ချက်ချခဲ့ပါတယ်။ဒီလိုနဲ့နိုင်ငံသားတွေရဲ့လေးစားမှုကိုခံရတဲ့ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ မကရမင်းသားကြီးဟာနရပူရာပထမမြို့တည်နှံတီဘရုံမင်းတရားဘိုးတော်ဘုရားနဲ့ဒုတိယမြောက်နန်းမေဘုရားတတိမဟာရတနာတီဝီတို့ကတကရေ1153ခုနှစ်မှာဖောင်းမြင်တော်မူတဲ့တားတော်ဖြစ်ပြီးငယ်မြီကမောင်ပြိုဘွဲတော်ကမင်းရဲ့ကြောစွာဖြစ်ပါတယ်။မကရစန်းကြီးတိုက်တွေကိုကန့်ကြွေးခံရပါတယ်။ခမဲတော်ဘရုံမင်းတရားလက်ထက်ကလေးကတိုင်းရင်ပြည်မှုအဆုစုတို့မှာပအဝင်ထမ်းရက်ခဲလို့အစင်စင်ချင်းမြောင်စားတော်မူခြင်းခံရပါတယ်။ တူတော်တွေဖြစ်တဲ့ဗာကြီးတော်နဲ့တန်ရဝတီမင်းရွှေဘုံမင်းတို့လက်ထက်တွေမှာလည်းယာဒုထန်န္တရနဲ့လေစာချင်းခံခဲ့ရပါတယ်။ဒါပေမဲ့နန်တွေးရေးမှာပါဝင်နိုင်ပေမဲ့မပါဝင်ခဲ့ပါဘူး။နိုင်ငံရေးအာဏာလုမှုမှာစိတ်ဝင်စားခြင်းမရှိဘဲပြည်သူတို့အကျိုးကိုရှေ့ရှုလျက်အနောက်နိုင်ငံတွေမှာတိုးတက်ထွန်ကားနေရကိုသိမြင်တဲ့အခါမြန်မာတို့လည်းခင်မီတိုးတက်မျက်စိပွင့်လာအောင်နှလုံးရည်နဲ့ဆွမ်းဆောင်သူဖြစ်ပါတယ်။ဖာနီရဲ့မှတ်တမ်းအရမခရာမင်းသားကြီးဟာ မစ္စတာရောဂျာတို့အမည်ရှိတဲ့ဗြိတိသျှလူမျိုးကွန်တက်တိုးစစ်ကနေအင်္ဂလိပ်စာကိုသင်ယူတက်များပါတယ်။မခရာမင်းသားကြီးဟာသိပ္ပံလောကဒတ်ပညာကိုလက်ခံယုံကြည်ပြီးစိတ်ဝင်စားပါတယ်။စာပေအနုပညာကိုလည်းစိတ်ဝင်စားပါတယ်။မခရာမင်းသားကြီးဟာရီရဲ့ဆွဲဆောင်ကျန်းတစုံကိုမစ္စတာလိန်ဆိုသူစီကတဆင့်ကလကတာမျိုးကရရှိခဲ့ပါတယ်။ဒီဆွဲဆောင်ကျန်းကိုဖတ်ရှုလေ့လာပါတယ်။ဒါအပြင်မွေရဲ့တမာကျန်းဆရာယုဒ္ဓတန်ပြန်ဆိုထားတဲ့တမာကျန်းကျောင်းစင်ရဲ့အပိဓာန်တို့ကိုလည်းစောင့်ထားပြီးလေ့လာပါတယ်။ရီရဲ့ဆွဲဆောင်ကျန်းက သိပ္ပံပညာဆိုင်ရာအကြောင်းရက်တချို့ကိုမြန်မာဘာသာကိုပြန်ဆိုပါရယ်။နေကျချင်းလာကျချင်းကိုတွက်ချက်နေအကြောင်းနဲ့မူဒီဖြစ်လာပေါ်အကြောင်းဖြစ်တဲ့သိပ္ပံပညာအကြောင်းရက်နှစ်ခုကိုမြန်မာဘာသာကိုပြန်ဆိုပြီးမစ္စတာလိန်စီပြပိုခဲ့ပါရယ်။အင်ဝါမျိုးနေပြီးတော့မှမစ္စတာလိန်လာရောက်နေထိုင်စဉ်မစ္စတာလိန်နဲ့တွေ့ဖက်ပြီးအင်္ဂလိပ်မြန်မာအပြည်ထံကျန်းကို1830ပြည့်နှစ်ကနေ1835ပြည့်နှစ်အထိ9နှစ်တိုင်စူးစမ်းပြုစုခဲ့ပါတယ်။ဒီအပြည်ထံဟာရခိုင်တိုင်းတင်းသာရီတိုင်းတို့မှာအုပ်ချုပ်နေတဲ့ဗြိတိသျှအရာရှိတွေနဲ့ တိုင်းရင်းသားတွေအတွက်သာမကအင်္ဂလိပ်စာသင်ကြားတက်မြောက်လို့တဲ့မြန်မာလောက်ခံတိုင်းရင်းသားတွေအတွက်လည်းအထူးအသုံးဝင်ဖိုးတန်လိမ့်မယ်လို့ဗာနေကဒီဘေးတန်အကြံနဲ့ပတ်သက်ပြီးကလကတာအစိုးရစီပေးပို့တဲ့စာချုပ်တော်မှာမှတ်ချက်ချခဲ့ပါတယ်။ဒီအဘိဓမ္မာကိုခရစ်1841ခုနှစ်မှာကလကတာမြို့ရှိသဒနာပြု စာပုံလေးတိုက်မှာပုံလေးထုတ်ဝေပါတယ်။အဘိဓမ္မာကဒီမိုင်းဆိုင်ကြီးနဲ့ပုံလေးထုတ်ဝေပြီးစာမျက်နှာတက်ကနေ160အထိအတော်ကျယ်ဝပါတယ်။မခရမင်းသားကြီးရဲ့လက်ရာစောင့်ကြီးကို အခုထိမျက်မြင်တင်ရှားတွေ့ရပါသေးတယ်။မကရာမင်သားကြီးဟာတခါတော့ကဗာနေနဲ့စကားလက်ဆောင်ကြပြီးဆွေးနွေးကြတဲ့အခါတနိုင်ကြော်ကြော်အချိန်အတွင်းမှာဗာနေကိုကိုတိလိုရဲ့ပုံစံပေါင်းများစွာမိခဲ့ပါတယ်။ဒါကြောင့်မကရာမင်သားကြီးတိလိုတများရဲ့အပုံတရားနဲ့တပုံမြပင်ရှေ့ရမတူပါဘူးလို့ဗာနေကမှတ်တမ်းတင်ခဲ့ပါတယ်။မကရာမင်သားကြီးတိလိုတဲ့အကြောင်းတွေကတော့လန်တန်မြို့၊ကလကတာမြို့၊အင်ဝါမြို့၊ဘန်ကောက်မြို့တို့တည်ရှိရာလက်တီတို့၊လောင်တီတို့တွေနောက်ဆုံးပေါ်ခဲ့တဲ့ကျဲတကုံ၊ပရိုမီတာ သာမိုမီတာတို့ရဲ့တတိတွေစားတဲ့တေးကြတဲ့သိပ္ပံပညာရက်ဆိုင်ရာအကြောင်းတွေဖြစ်ပါတယ်။မကရာမင်သားကြီးရဲ့အခန်းတွင်ရှိစားတိုင်းမှာရီယယ်ဆွေဆုံးချမ်း၊တမချမ်းမူရင်းကျွန်စင်ရဲ့အပိတံ၊ဆရာယုဒတန်ပြန်ဆိုထားတဲ့တမချမ်းစရီကိုကောင်းကောင်းမွန်မွန်သင်စီထားပြီးအားလုံးကိုတေးကြစွာဖတ်ရှုပြီးဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ဒုခန်းတွင်မှာဘာရိုမီတာနဲ့သာမိုမီတာတို့ကိုချိတ်ဆွဲထားပါတယ်။မကရာမင်သားကြီးဟာခရစ်1832ခုနှစ်မှာသင်္ချာပညာရက်တစ်မျိုးဖြစ်တဲ့လော့ဂရတန်ကိုလည်းစီဘူးတင်ယူခဲ့ပါတယ်။ အခရာတင်ချောက်တက်ချင်ခဲ့ပါတယ်။အင်းဝနေပြည်တော်ကိုကိုစလဲတော့ဗလန်တယ်ရောက်လာတဲ့အခါမခရာမင်းသားကြီးကိုအခရာတင်ချောက်တင်ပေးမယ်လို့ဆိုပေမဲ့လွှတ်တော်နဲ့တခြားမူမက်တွေအထင်လွဲမှာဆိုလို့မတည်ယူခဲ့ပါဘူး။ဗာနီဟာမင်းသားကြီးရဲ့ကျေဝန်းနဲ့ဘောဓုတကို၎င်းပညာရီကိုငတ်မပြေတောက်သုံးလိုတဲ့ဆန္ဒကို၎င်းဉာဏ်ပညာထမြက်ပုံလကောင်အော်ဘီလေးစားခဲ့ပါတယ်မြန်မာနိုင်ငံမှာသူတွေ့ဘူးတွေတဲကမှာအထူးကြဆုံးပုံကိုဖြစ်ကြောင်းဘင်္ဂလားအလဲပတ်မရောက်နိုင်တာ ဆင်မကောင်းပွဲဖြစ်ကြောင်းတို့ကိုမှတ်တမ်းတင်သွားခဲ့ပါတယ်။မခရာမင်းသားကြီးဟာစာပေပရိယတိမှာတာမကပေါင်တင်ဆက်ဆံရမှလည်းပြည့်ဖြစ်ပါတယ်။အင်းဝနန်းတော်တွင်မငြိမ်မသက်ဖြစ်ပြီးတရားဝရီမင်းသားပုံကန်စီအခါကပြည်ငြိမ်မှုအတွက်စစ်ဆက်ရမှကောမောင်ရွှေဘုံမြို့တူတော်တရားဝရီမင်းသားစီမခရာမင်းသားကြီးကိုယ်တိုင်အဖွဲ့ကိုခေါင်းဆောင်သွားခဲ့ပါတယ်။မခရာမင်းသားကြီးဟာတရားဝရီမင်းသားနဲ့တင်မြတ်ပါတယ်။ အင်းဝါနန်တွဲမှာအရေးပါတဲ့မင်းသားတစ်ပါးဖြစ်ပါတယ်။ဗီရရှားကိုစတဲ့တော်ရင်နဲ့လည်းအဆင်ပြေစွာဆက်ဆံတတ်သူဖြစ်ပါတယ်။မကရာမင်းသားကြီးဟာအဲ့ချိန်ကနန်တွဲအာနာရမှုမှာမပါဝင်ခဲ့ရကြောင်းတခြားမင်းကြီးမင်းသားတွေတိမ်မပြည့်စည်ပေမဲ့မကရာမင်းသားကြီးကတော့ကန်တော်ကုန်းနဲ့အထိမရိမ့်မရိုင်းတည်တည်ခိုင်မာခဲ့ပါတယ်။မကရာမင်းသားကြီးဟာတက်ဂရစ်1130ပြည့်နဲ့တက်တော်59နှစ်အရွယ်မှာကန်တော်ကုန်းခဲ့ပါတယ်။ ကဲဒီကြောင်းဘိုးတူတော်အနေနဲ့ရှာဖွေပြီးတင်ဆက်ပေးလိုက်ပါရစေ။ channel ကို subscribe လုပ်ဖို့မမေ့ပါနဲ့။နောက်ဗီဒီယိုတစ်ပုံမှာပြန်ဆောင်ကြပါ့။